38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလဲတော်မှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ၌ဖန်စီရမိမူရစ်စေဝါများမိရှုဖြက်စီခြင်းကိုယနေ့နက်စင်နိုင်ခွဲချိန်တွင် တောင်ကြီးမြို့အဝေးရာကုန်းတရားမိဘုံမြန်ကွယ်မှကျင်းပခဲ့ပါသည်ထို့သောကျင်းပရာတောင်ဝင်ရှိသူများနဲ့တက်ရောက်လာကြသူများ၏စကားသံများကိုယခုလုံးမေးမြန်းထားပါသည်ကျွန်တော်ကတော့ရဲ32နှစ်နဲ့ဒုတိယရဲမှူးကြီးကျော်စင်ဝင်းဖြစ်ပါတယ် ကျွန်တော်ရတာဝန်ကတော့အမတ်တင်မိုးရေတပ်ဖွဲ့ကွယ်တောင်ကြီးမှာတာဝန်ထမ်းဆောင်လျက်ရှိပါတယ်တပ်ဖွဲ့ဘူးတာဝန်ဆောင်ရွက်လျက်ရှိပါတယ်38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမိုးရေစေဝါအလွဲသွုံမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေ့အထိမ်းအမှတ်ဖမ်းဆီးရမိတဲ့မိုးရေစေဝါနဲ့ဓာတ်ပစ္စည်းများမြို့ချုပ်ပြစည်းချင်းအခမ်းအနားကိုကျွန်တော်တို့ဒီတောင်ကြီးမြို့မှာအစီအစဉ်သုံးရက်နဲ့ကျင်းပတောင်းရခဲ့ပါတယ်ပထမပိုင်းအစီအစဉ်ကတော့မြို့တော်ခမ်းမမှာစုရရှိရေးစုချင်းမြင့်ချင်းအခမ်းအနားပဲဖြစ်ပါတယ်စုချင်းမြင့်တဲ့အခမ်းအနားမှာပဲကျွန်တော်တို့ ာစီနေနေလုပ်ငန်းတွေကိုစောင့်ရတဲ့မှာဆောင်ရွက်ခဲ့တဲ့မြန်မာနိုင်ငံရက်တပ်ဖွဲ့တပ်မတော်ပြည်သူတို့ကိုစကူစုစုပေါင်း19ခုကိုကျွန်တော်တို့ကွန်ပျူတာလက်မှတ်နဲ့စုကြည့်ဝင်များချင်းမြင့်ခဲ့ပါတယ်ဒုတိယပိုင်းအနေနဲ့ကျောင်းသားကျောင်းသူပြည်သူများအသိပညာရရှိစေရေးအတွက်မိုးရပြကန်းအပါဝင်ကျွန်တော်တို့ဌာန၉ခုရဲ့ပြကန်း၁၀ကန်းကိုပြသခဲ့ပါတယ်ပြကန်းများကိုတော့ကျွန်တော်တို့ဇူလိုင်လ၂ရက်နေ့ထိနေ့စဉ်ကျောင်းသူကျောင်းသားများတထောင်ကို เนาะရှင်းလင်းပြပြသွားမှာပဲအမေရိကန်ဒေါ်လာ98တန်းတကျွန်တော်တို့မီရှုဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်ကျွန်တော်တို့မီရှုလို့မရတဲ့ဓာတုပစ္စည်းနဲ့ဆက်ဆက်ပစ္စည်းတွေကိုကျွန်တော်တို့ထိပေါင်းကြီးရာစီပင်သွားတဲ့အမိုက်စီပင်အမိုက်ကျင်းလမ်းမှာ ကြောက်တောင်ခွင်းမှာပဲကျွန်တော်တို့ဆွန့်ပြင်းပြုတ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အကြောင်းသားလူငယ်များလူငယ်လူငယ်များမွေးစီဝါရဲ့ ဆိုကြအန်ဒီရီကိုအသိပညာပေးဖို့လဲဝိုင်းဝန်းစ조사ဆောင်ပေးမှနောက်အနာဂတ်အတွက်လူငယ်လေးတွေဟာတိုက်ပြည်အတွက်နိုင်ငံသားကောင်းလေးတွေဖြစ်မယ်ဆိုပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့အရာဘူးစီဝါတိုက်ဖြတ်တဲ့နေရာမှာပူပေါင်းဆောင်ရွက်ပေးဖို့အလေးနဲ့တိုက်တွန်းပြောကြားလိုပါတယ်ကျွန်တော်နာမည်ဦးဆိုင်ခင်မောင်စိန်ပါဒီနေ့အခမ်းအနားမှာဆိုရင်မူရင်းစေဝါတွေဟီရိုအင်းကနေစပြီးတော့မှမူရင်းစေဝါအမျိုးစားပေါင်း ဓာတုပစ္စည်းအပါဝင်16မျိုးကိုမိရှုဖြည့်ဆည်းတာကျင်းပမဲ့ဥစားကိုခင်းကျင်းထားတာကိုလည်းတွေ့ရပါတယ်။ဒါအင်မတားမှကျွန်တော်တို့ရုပ်တူမျိုးသားတွေအတွက်ကောလူငယ်တွေအတွက်ကောအင်မတားမှတန်ဖိုးရှိတဲ့အရာပါ။အဲကျွန်တော်တို့ရုပ်တူမျိုးသားတွေပြည်သူပြည်သားတွေပုံမှုပြီးတော့မှအသိဉာဏ်ပညာသိနိုင်အောင်ငွေစည်းနဲ့ပတ်သက်တဲ့ တတိအသိဉာဏ်ပညာပို့ပြီးတော့ရှိအောင်လို့ဟောပြောပွဲတွေစာပေဆွေးနွေးပွဲတွေကဗျာဆောင်းမပြိုင်ပွဲတွေအခုလဲနှစ်စင်ကျင်းပတာရှိပါတယ်အဲဒီထက်ပို့ပြီးတော့လဲထပ်မှန်ကျင်းပသွားစီချင်တယ်ထပ်ပြီးတော့လှုပ်လို့ရှိရင် ပို့ပြီးတော့အကျိုးရှိမယ်ကျွန်တော်အနေနဲ့ထင်မြင်မိပါကြောင်းထပ်ပြီးတော့ပြောကြားလို့ပါတယ်ကျေးဇူးဖြစ်ပါတယ်မင်္ဂလာပါရှင့် ဟိုကျွန်မတို့ကျတော့ဒီတောင်ကြီးပညာရေးဒီဂရီကောနေကနေလာပြီးတော့မှတိုင်းရင်းသားအာရင်းချင်းမှုအဖွဲ့ကနေတက်ရောက်လာရှင်းဖြစ်ပါတယ်ရှင်တောင်ကြီးပညာရေးဒီဂရီကောလေးမှာမှစစောထားနှစ်ဒုတိယနှစ်ဝက်မှန်နန်းဆန်ခံပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတော့ဘုံဝေဖြောင်းဖြစ်ပါတယ်ခင်ဗျာဒီတောင်ကြီးပညာရေးဒီဂရီကောလေးကနေပြီးတော့မှဒီတိုင်းသားဒီဖဲကျွဖြာအနေနဲ့ နာခင်ချစ်ပြုတ်ရခင်ဗျာမြို့သားရေးအာတာဝန်တရဲအနေနဲ့တိုင်းရင်သားညီကိုမောင်နှမများအားလုံးကဒီဝိရဇေဝါနဲ့တတ်တဲ့စိုးချိုးများအားလုံးကိုပူပေါင်းဝိုင်းဝန်းပူပေါင်းပြီးတော့မှတက်ဖြတ် တိုက်ဖြတ်ကြဖို့တိုက်တွန်းလိုပါတယ်ရှင်။အဆိုပါမိရှုဖြက်စီပွဲတွင်ရှမ်းပြည်နယ်၊ကယားပြည်နယ်တို့မှဖမ်းဆီးရမိသည့်ဘိန်919ကီလိုဇွန်၊ဘိန်ဖြူ461ကီလိုဇွန်၊စိတ်ကြွယူသူစေးပြား92တန်းဇွန်၊ ice 9093ကီလိုဇွန်၊စိတ်ပြောင်းစေဝါ happy water 69ကီလိုဇွန်၊ ketamine 2935ကီလိုကျော်ဆေးချောင်း59ကီလိုကျော်အပေါင်းဝင်မူရစ်ဆေးဝါ16မျိုးနဲ့ဓာတုပစ္စည်း12မျိုး စုစုပေါင်းတန်မှုမြန်မာငွေကျပ်353ဘီလီယံကျော် အမေရိကန်ဒေါ်လာ68သန်းကျော်အားဖြည့်ဆည်းခဲ့ကြောင်းသိရှိရပါတယ်ရှင်။